Hello အားလုံးပဲမင်္ဂလာပါလေချမ်းမွန်မန်စပိုင်တင်စာနေပြီးတော့ချိုးဆိုပါရှင်ဒီနေ့မှတော့တင်စာနဲ့အတူတူပပယာဆက်လက်ကလေးလှုပ်ရှားကြည့်ကြရအောင်နော်တင်စာနေမကောင်းလို့နှာပိတ်ပြီးတော့အတန်နေဝင်နေလို့အတန်လေးကိုတော့နည်းနည်းတိခတ်ပေးကြပါအောင်ရှင်လိုအပ်တာတွေကတော့ချစ်ထားတဲ့ပပယာနဲ့ carrot ပြီးရင်ပြီးရင်သမယာတီ chili garlic နဲ့ထညက်ပေဖြစ်ပါတယ် လိုအပ်တာတွေအကုန်လုံးကိုငရုတ်ဆုံနဲ့ထည့်ပြီးတော့တည်တည်ချာချာလေးမညက်တညက်ပြန်ထောင်းပါမယ်။အရသာအတွက်လိုအပ်တဲ့စာအချုံမောက်ခရင်ညင်ဒီ၃စိမ့်လောက်ထည့်ပါမယ်။ပြီးလို့ရှိရင်တော့တမရာဒီထည့်ပါမယ်။အနံ့ပုံမွေတော့တမရာဒီခွန်လေးကိုလည်းအထည့်ကိုထည့်လိုက်ပါလေ။ပြီးရင်တော့ Thai anchovy sauce ငါးငံပြားရေစွန်းတဝက်လောက်လည်းထည့်လိုက်ပါလေ။အဲ့ဒါဒီအကုန်လုံး ပြီးွားပြီဆိုရင်တော့ချစ်ထားတဲ့ဒီမော်ဒီနဲ့ carrot ကို ရောသမားမှုရေးပြီးတော့ထည့်ထောင်းလိုက်ပါမယ်။အကုန်ထည့်ထောင်းပြီးပြီဆိုရင်တော့လူချင်းနဲ့ဒီမော်ဒီထောင်းလေးရပါပြီ။မြေပဲဆိုင်ချက်လူတွေဒီထဲကိုမြေပဲထည့်လို့ရပါတယ်နော်။နောက်ဆုံးမှာပဲဆွေးချောက်ကလေးအပေါ်ကဖြူပြီးရင်လူချင်းနဲ့ဒီမော်ဒီထောင်းလေး perfect ဖြစ်သွားပါပြီနော်။ကိုမရှိတဲ့ ingredient လေးတွေနဲ့ roll ကူကူပဲအိမ်မှာလှုပ်ရှားကြည့်လို့ရပါတယ်အဆုံးထိကြည့်ပြီးတော့ကျေးဇူးပါ see you in